ပါရှင်ရန်ကုန်ခေတ္တရင်းနေလေခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းကိုမကြခင်မှာထုတ်လွှင့်နိုင်မှုအတွက်အညွပညာရှင်တွေနဲ့ဆိုတော်တွေကိုစစ်ကောင်မရှင်ကဖိအားပေးတပ်တုပ်ရိုက်ခိုင်းနေပါတယ်စစ်ဘိုလ်ချုပ်တွေကအာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်မှုအတွက်ကြိုတင်ကြံစည်ထားတဲ့တရားမဝင်ရွေးကောက်ပွဲမှာအတူရောင်သာဖြစ်တယ်လို့ CRPH ကထပ်မံကြေညာလိုက်တဲ့သတင်းပါဝင်နေလေခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းကိုမကြခင်မှာထုတ်လွှင့်နိုင်မှုအတွက်အမှုပညာရှင်တွေအစိုးရတွေကိုစစ်ကောင်မရှင်ကဖိအားပေးတက်တုပ်ရရိုက်ကူးရေးလှုပ်ခိုင်းနေတယ်လို့အမှုပညာရှင်အတိုင်းဝန်းကပြောပါရယ်။အဲ့ဒီရွေးကောက်ပွဲထောက်ခံရေးလှုပ်ရှားမှုကမ်ပိန်းကိုရိုက်ကူးပေးဖို့အကြောင်းမပြန်တဲ့မင်းသမီးဖွဖွေမော်ဒယ်မင်းသားအလင်းရောင်တို့ကိုစစ်တပ်ကခေါ်ယူစစ်ဆေးမေးမြန်းမှုတွေလှုပ်ဆောင်ကရိုက်ကူးရေးမှာပါဝင်ပါမယ်ဆိုတဲ့ခံဝန်ကတိနဲ့ပြန်လည်လွတ်ပေးခဲ့တယ်လို့လည်းသိရပါရယ်။ အနုပညာအတိုင်းဝိုင်းကပြောတာကတော့ဖွေးဖွေးကမေမျိုးမှာမတန်မရဆိုတဲ့ရုပ်ရှင်ကားကြီးရိုက်နေတဲ့ချိန်မှာစစ်ကောမရှင်ကသူတို့ policy ကားရိုက်ဖို့ခေါ်ပေမဲ့ဖွေးဖွေးကဖုံးလဲမကိုင်းအကြောင်းလဲမပြန်တာကြောင့်မေမျိုးကနေရန်ကုန်အထိကိုရဲတွေကအတင်းအကျပ်ကိုလာခေါ်သွားပြီးခံဝင်နဲ့ရိုက်ပေးပါမယ်ဆိုမှလွတ်ပေးလိုက်တယ်လို့ပြောပါရယ်။လက်ရှိမှာစစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံတဲ့ campaign အတွက်အနုပညာရှင်တွေအစိုးရတွေကပါစာသားတွေယူပြီးရိုက်ကူးရေးလုပ်ပေးနေရတယ်လို့သိရပါရယ်။ လက်ရှိဖွေးဖွေးဝိမုတ်ရွှေခိုင်သိန်းကြီးတိုင်ရွန်ထူအောင် အပါအဝင်အမှုပညာရှင်အများစုပါဝင်ပြီးစစ်တပ်ကအမှုပညာရှင်တွေကိုဖိအားပေးရမှာလဲပုံမှန်ညှိနှိုင်းမှုမျိုးမဟုတ်ဘဲပြင်းထန်တဲ့ဖိအားပေးမှုမျိုးတွေလှုပ်ဆောင်နေရလို့သိရပါတယ်။ရန်ကုန်အခြေစိုက်အမှုပညာရေးရာသတင်းတော်တူပြောတာကတော့ထောင်ကြပြီးနွန်လျင်းသက်တာနဲ့ပြန်လွတ်ထားတဲ့အဆိုတော်တရုတ်ဆောင်တွေကလည်းအခုရွေးကောက်ပွဲထောက်ခံကမ်းမင်းမှာမပါဝင် ထောင်ကျွေးပြန်ဆက်ရမယ်ပြင်ရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးချင်းချောင်းမှုတွေရှိနေတယ်ဆိုတာကိုသိရတယ်လို့ပြောပါရယ်။အကြံဖက်စစ်တပ်ရဲ့အလိန်ညာဝါရဖြန်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်နဲ့တရုတ်ဆောင်တွေကိုပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်တပိတ်မောက်မှုအရှိန်တက်လာချိန်မှာစစ်တပ်ကတခြားသောအမှုပညာရှင်တွေနဲ့တရုတ်ဆောင်တွေကိုပါဖိအားပေးလာတာပါ။အဲ့ဒီခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲဆိုင်ရာအလိန်ညာဝါရဖြတ်ဆန်လန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်နေဆိုပြီး ဒရိုက်တာမိုက်တီခေါ်တန်ထွန်းစောဇပုတ်တေဥစာကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုတ်ဟာတာတေဥစာအုံတိုင်းခေါ်စောမြင်ဒရိုက်တာအောင်ချမ်းလူရုပ်ရှင်ဒရိုက်တာတက်လွင်ခေါ်စပြူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်အဲ့ဒီအပြင်အမှုပညာရှင်တွေတရုတ်ဆောင်တွေအစိုးရတွေကိုစစ်တပ်စီကိုကြိုတင်အကြောင်းကြားတာနဲ့ခွင့်ပြုချက်မယူဘဲပြည်ပကိုထွက်ခွာဝင်မပြုတော့ဘူးလို့လည်းသိရပါဗျ တကယ်လို့ပြည်ပကိုထွက်ခွာမယ်ဆိုရင်ခွင့်ပြုချက်ရယူရမှာဖြစ်တဲ့အပြင်ပြန်လာဖို့ကိုလည်းဂတိဝန်ခံချက်နဲ့ထိုးရမယ်အပြင်အကယ်၍ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွာဖို့ကြိုးစားရင်တော့လေစိတ်ကနေလှည့်ပြန်ခိုင်းမှာဖြစ်ပြီးလက်ရှိမှာလေစိတ်ကနေလှည့်ပြန်ရတဲ့အမှုပညာရှင်တွေရှိနေတယ်လို့စစ်လော်ဘီအစိုးရယုံလေးရဲ့လူမှုကွန်ရက်မှာဖော်ပြချက်နဲ့ပြည်ပထွက်ဖို့ငင်းဆိုခံရတဲ့အမှုပညာရှင်တချို့စီကနေသိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့တင်ကတော့အကျန်းဖက်စစ်ဘိုလ်ချုပ်တွေက အာဏာကိုဆက်လက်စုပ်ကိုင်ထားနိုင်မှုအတွက်တရားမဝင်ရွေးကောက်ပွဲကိုကြိုတင်ကြံစီထားတာကြောင့်ရွေးကောက်ပွဲမှာတူယောင်သာဖြစ်တယ်လို့ပြည်အောင်စုလွတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH ကထပ်မံကြေညာလိုက်ပါတယ်။မနေ့ကနိုဝင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့2020ပြည်နှစ်ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲ9နှစ်ပြည့်အထိမ်းအမှတ်ဖြင့်ထုတ်ပြန်တဲ့ CRPH ကြေညာချက်မှာအခုလိုကြေညာလိုက်တာပါ2020ပြည်နှစ်နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာ ိုင်ငံရေးပါတီ60ခုနဲ့တတိပုဂ္ဂလာတို့ကကိုယ်စားလှယ်လောင်းစုစုပေါင်း9639ယောက်ကဝင်ရောက်ရှင်ပြန်ရွေးချယ်ခံခဲ့ရပြီးပြည်သူ့လွတ်တော်မှာမဲဆန္ဒနဲ့330ရှိတဲ့ထဲက335မဲဆန္ဒနဲ့အမျိုးသားလွတ်တော်မှာမဲဆန္ဒနဲ့168နဲ့ရှိတဲ့ထဲက162နဲ့တိုင်းသားလူမျိုးလွတ်တော်ကိုယ်စားလှယ်တွေအပါအဝင်တိုင်းဒေသကြီးပြည်နယ်လွတ်တော်မဲဆန္ဒနဲ့693နဲ့ရှိတဲ့ထဲက641နဲ့စုစုပေါင်း1192နဲ့ထဲကမှာ 1119နေတို့မှာရွေးကောက်ပွဲတွေကျင်းပနိုင်ခဲ့ပါတယ်။တရားဝင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရဲ82ရာခိုင်နှုန်းကျော်ကဆန္ဒမဲပေးခဲ့ကြပြီးခိုင်လုံမဲ96ရာခိုင်နှုန်းကျော်ရရှိခဲ့လို့ CRPH ကဆိုပါတယ်။အဲ့ဒီရွေးကောက်ပွဲကိုယုံကြည်စိတ်ချရပြီးပြည်သူအများစုရဲ့ဆန္ဒကိုထင်ရှားစေခဲ့တဲ့ရွေးကောက်ပွဲဖြစ်ပြည်တွင်းပြည်ပရွေးကောက်ပွဲလေးလာဆောင်ကြည့်သူတွေကအတိမတ်ပြုခဲ့ကြပါဗျာ။ ဒါအပြင်2020ခုနှစ်ရွေးကောက်ပွဲကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဥပဒေနဲ့အညီကျင်းပပေးခဲ့ပြီးနိုင်ငံသားတွေကလည်း COVID-19 စီးကမ်းတွေနဲ့အညီသူတို့ရဲ့ပြင်းပြတဲ့ဒီမိုကရေစီစိတ်ဆန္ဒကိုမှန်ကန်စွာထုတ်ဖော်ခဲ့ကြတယ်လို့ CRPH ကကြေညာထားပါတယ်။ဒါပေမဲ့အကြံဖက်စစ်တပ်ကတရားဝင်အစိုးရစီကနေနိုင်ငံတော်အာဏာကိုဥပဒေမဲ့လွတ်ယူခဲ့တဲ့အပြင်နိုင်ငံတော်သမရဦးဝင်းမင်းနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံကောင်းဆောင်တွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်သူတွေကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဒီအပြင်အရသာပြည်သူတွေကိုအဓိကပြစ်မှတ်ထားကလေကြောင်းနဲ့တိုက်ခိုက်တာအစုလိုက်အပြုံလိုက်တက်ဖြတ်တာအတင်းအာရမစစ်မှုထမ်းခိုင်းတာတွေကိုဆက်လက်တိုးမြှင့်လှုပ်ဆောင်နေပါတယ်။အကြံဖက်စစ်တပ်ရဲ့လူမဆန်တဲ့အကြံဖက်လုပ်ရက်တွေကြောင့်ပြည်သူ၃.၆တန်းကျော်နေရစွန့်ခွာခဲ့ရပြီးပြည်သူလူထုဟာအိန္ဒိချင်းနိုင်ငံတွေနဲ့အခြားနိုင်ငံတွေမှာဒုက္ခသည်ဖြစ်ခိုးလုံနေကြရပါတယ်။ လက်ရှိချိန်မှာစီးပွားရေးတည်တည်တသာကျဆင်းတာအလောက်ကန်ရှားပါတာနဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့အပြင်အွန်လိုင်းလိမ်လည်မှုလူမောင်ခိုကူးမှုတွေနဲ့မူရဲစေဝါကုံတွေဖြန့်ဝေမှုတွေကလည်းအစမတန်ကြီးထွားလာတာတွေကြောင့်မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုသာမကဒေသတွင်းနဲ့နိုင်ငံတကာရဲ့လုံခြုံရေးတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးကိုစိုးရွားစွာချိန်ချောင်းနေတယ်လို့ CIA ကရှင်းပြပါတယ်။ အဲ့ဒီအချိန်နဲ့မှာအကျန်းဖတ်စစ်တပ်ကပြုလုပ်ဖို့စီစဉ်နေတဲ့အတူရောင်ရွေးကောက်ပွဲကမြမငိမ့်ချမ်းရေးကိုဥတီတဲ့ရွေးကောက်ပွဲတစ်ခုမဟုတ်တဲ့ပြင်ပြည်သူအများစုရဲ့ဆန္ဒအမှန်ကိုလည်းထင်ရဲ့စေမှာမဟုတ်ဘူးလို့ CRPH ကဆိုပါတယ်။ဒါအပြင်စစ်ဘုတ်ချုပ်တွေရဲ့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့အတွက်ကြိုတင်ကြံစီထားတဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ထောက်ပြထားပါတယ်။လက်ရှိချိန်မှာအကျန်းဖတ်စစ်တပ်ဟာသူတို့ရဲ့အဓိကတိုက်ခိုက်ရေးအင်အားတွေကိုဆုံးရှုံးနေပြီး နိုင်ငံရဲ့နေမြေသုံးပုံတပုံခန့်သာထိန်းချုပ်ထားနိုင်တဲ့ပြင်ဆေးရစွေးမှုများစွာနဲ့ဥပဒေမဲ့လောက်ရများစွာကိုကျူးလွန်နေတဲ့အကြံဖတ်စေအုပ်စုကပြည်သူတွေကိုဖိနှိပ်ပြီးအာဓမ္မပြုလုပ်နေတဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲဖြစ်တာကြောင့်အဲ့ဒီရွေးကောက်ပွဲဟာပွင့်လင်းမြေတာပြီးလွတ်လပ်ကတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ CRPH ကထောက်ပြထားပါတယ်အကြံဖတ်စေအုပ်စုဟာအတိကနိုင်ငံရေးအင်အားစုတွေကိုဖိနှိပ်ဖယ်ရှားထားပြီးလွတ်လပ်သောသတင်းရယူခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။ တားအပြင်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုပညာရှင်တွေအပါအဝင်အယက်သား69ယောက်ကိုဖမ်းဆီးထားကြတယ်လို့ CRPH ကဆိုပါတယ်။ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲဟာဟန်ပြဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်ပြီးပဋိပက္ခကိုပိုဆိုးစေမဲ့အတွက်ကြောင့်အကြံဖက်အာဏာသိမ်းဆေးအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာညှင်းပယ်ပေးဖို့အတွက်ကိုလည်းအိန္ဒိယနိုင်ငံတွေအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာတိုင်ဝမ်ကို CRPH ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကိုကြည်အောင်ပါ တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာအကြံဖက်စစ်တပ်ကပြည်လုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းပြသတဲ့အနေနဲ့ကြံဖို့ပါတီယုံကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လောင်လုံးတမန်ဒီလိပ်ပြတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကနိုဝင်ဘာလ၈ရက်နေ့မနက်၅နာရီခွဲမှာလောင်လုံးမြို့ပေါ်မှာရှိတဲ့ကြံဖို့ပါတီယုံကိုလောင်လုံးတမန်ဒီလိပ်ပြတပ်ဖွဲ့ကဖောက်ခွဲတိုက်ခိုက်ခဲ့လို့သိရပါရယ်။ ိတ်လိုဖောက်ခွဲတိုက်ခိုက်တာကအကြံဖက်စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲကိုလက်မခံတာကြောင့်စန့်ကျင်တဲ့အနေနဲ့ကြံဖို့ပါတီယုံကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်မှုမရှိပေမဲ့လည်းကြံဖို့ယုံကမီးလောင်ပြချခဲ့လို့သိရပါဗျ။ပြည်သူတွေအနေနဲ့လည်းအကြံဖက်စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်တာတွေမပြုလုပ်ကြဘူးနဲ့စီယုံနှို့ဆော်ပြီးတာကိုယ်တိုင်ပူးပေါင်းပါဝင်တာပြည်သူတွေကိုအတင်းအကျပ်ဖိအားပေးပါဝင်ခိုင်းတာတွေကိုမပြုလုပ်ကြဘူးကိုလောင်းလုံးတမ်မလီလိပ်ပြတပ်ဖွဲ့ကအတိပေးပြောဆိုထားပါဗျာ လောင်းလုံးတမဏီလက်ပြတက်ဖွဲ့အနေနဲ့လည်းပြည်သူဆန္ဒမပါဘဲအတုယောင်ရွေးကောက်ပွဲကိုလက်မခံတာကြောင့်နေရာဒေသမရွေးဆန့်ကျင်သွားမှာဖြစ်တယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းဘက်မှာတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်စိတ်ညံရေးတင်ရုံးမှာရှိတဲ့အကြံဖက်စစ်တပ်ရဲ့ရေးကြောင်းစစ်စီရေးဂိတ်နဲ့စစ်သည်မော်တွေကိုလေယာစတိုင်း drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်သား၃ဦးသေဆုံးခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့၊၃ရက်နေ့၊၄ရက်နေ့နဲ့၅ရက်နေ့တို့ကစိတ်ညံရည်တင်ရုံမှရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်နဲ့စစ်သင်းဘောတွေကိုရေစကြိုမြို့နယ်တပ်ပေါင်းစု drone အဖွဲ့ကဘုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်ထမင်းစားဆောင်နဲ့ကန်းကြီးကတ်နေတဲ့စစ်သင်းဘောပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးအကြံဖတ်စစ်သား၃ဦးသေဆုံးက၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။ရေစကြိုတပ်ပေါင်းစုရဲ့တာဝန်ရှိသူကတော့ တံရရရတွေကိုတော့ရေတင်ရုံမှာပဲဈေးကူနေရလို့သိရပြီး သုံးကောင်တည်တဲ့နေကတညာလုံးနီးပါးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဒရက်ဆက်ပစ်ခတ်နေတယ်လို့ပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုဒရုန်းအဖွဲ့မြေကြံခရိုင်အမတ်တေတရင်တို့ကပူပေါင်းတပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်သားတွေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တပ်ပစ်ခတ်ခဲ့ပေမဲ့လည်းပြည်သူ့ကာကွယ်ရေးဘော်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ မကွေတိုင်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကျေးရွာတွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေတာကြောင့်တောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ကပ္ပစာနဆနစ်ကနေထွက်လာတဲ့တမ69လောက်ခန်းတရင်တရကိုတရင်လေးတကိုတရင်ဆက်လေးတို့ပူပေါင်းထားတဲ့အင်အား300ကျော်ပါစစ်ကြောင်းဟာရိုးကြီးရွာအနောက်ဘက်မှာရှားပင်ရေရွာမိုးကောင်းချောင်းကနေ အသက်30ကျော်ရွယ်ကိုရွှေမင်းနဲ့ယိုဂျီတော်ကအသက်40ရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့လို့သိရပါတယ်ပြီးခဲ့တဲ့ အော်တိုဗလာ31ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာချက်ကန်ရွာစာတင်ကျောင်းကိုဝင်ရောက်စီးနင်းပြီးနေခုနှလုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ပြီးခဲ့တဲ့နိုဗမ်ဘာလ1ရက်နေ့မှာလည်းချက်ကန်ရွာကနေတဆင့်ပင်နောက်ပြူစောတိရွာနဲ့ဒီတုတ်ကွင်းရွာပြူစောတိရွာကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီးထွက်ခွာသွားပြီးတဲ့နောက်နိုဗ ెంబ ာလ3ရက်နေ့မှာအဲ့ဒီစစ်ကြောင်းဟာပြူစောထီတွေနဲ့ပူးပေါင်းကအင်အား900ခန်းနဲ့ကျေးရွာတွေကိုထပ်မံစစ်ကြောင်းထိုးနေတာလို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာနိုဗ ెంబ ာလ6ရက်နေ့မှာတရဖီရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့ပြင်မနေ့ကနိုဗ ెంబ ာလ7ရက်နေ့မှာတော့လေလံကျေးရွာနဲ့မြေချားကျေးရွာမှာရှိတဲ့စစ်ဆောင်တွေနေထိုင်တဲ့တောတဲတွေကိုထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါဗျ။အဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ပေါင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာ16ရွာက ိမ်နောက်စု3000ကျော်ပြည်သူ12000ကျော်ဟာဘေးလွယာတောတောင်တွေတဲကိုထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိခါတွေလည်းရေးပေါ်လိုအပ်နေတယ်လို့ပေါ့မြွနယ်လူသားစာနာဌာနကပြောထားပါတယ်။အဲဒီလိုပဲမနေ့ကနိုဝင်ဘာလ10ရက်နေ့မနက်အစောပိုင်း9:00နာရီခန့်မှာစကိုင်းတိုင်းရွှေဘုံမြို့နယ်ဇီတော့ရွာထဲမှာရောက်ရှိနေတဲ့အကြံဖက်စစ်သားတွေကနှောပင်ရွာကိုဝင်ရောက်စီးနှင်းပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ကလက်ရှိချိန်မှာတော့အကြံဖက်စစ်တပ်စစ်ကြောင်းဟာ ဆိုင်နိုင်လေးရွာကိုပြန်လည်ဝင်ရောက်သွားတယ်လို့ Wallet Information နဲ့ Nova တာဝန်ခံကိုမုံတိုင်းကပြောပါရယ်အကြံဖတ်စစ်တပ်ဟာရွှေဘုံမြို့နယ်အတွင်းမှာရှိတဲ့ရွှေဘုံမန္တလေးလမ်းပိုင်းကို November 6ရက်နေ့ကစတင်စစ်ကြောင်းထိုးမီးရှို့နေတာကြောင့်တိုက်ပွဲတွေလည်းဖြစ်ပွားနေပါတယ်လက်ရှိချိန်မှာအကြံဖတ်စစ်တပ်စစ်ကြောင်းကြောင့်ဇီတော်ရွာတကနန်းရွာနှောပင်ရွာဖုံးဖို့ရွာဆိုင်နိုင်ကြီးရွာနဲ့ဆိုင်နိုင်လေးရွာကတောင်းတဲ့ချီနဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါရှင် ကရင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ဖားပုံခရိုင်မှာအော်တိုဗလာအတွင်းတိုက်ပွဲ122ကြိမ်ဖြစ်ပွားပြီးအကြံဖတ်စစ်တပ်ဘက်ကတရင်မှုတအုပ်အပါအဝင်34ရောက်သေဆုံးကစစ်တပ်က၄ကြောင်းလက်နက်ကြီးတွေနဲ့ကျေးရွာတွေကိုတိုက်ခိုက်တာကြောင့်ပြည်သူတအုပ်သေဆုံးခဲ့တယ်လို့ KNU မူဒော်ခိုင်ကထုတ်ပြန်ထားပါတယ်။အော်တိုဗလာတရက်နေ့ကနေ31ရက်နေ့ထိဖာပုန်ခိုင်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲ122ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းအကြဖတ်စစ်တပ်ဘက်ကတရင်မှုတူဦးနဲ့ဗိုလ်ကြီးတူအပါဝင်34ယောက်သိမ်းဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ88ယောက်ရှိတဲ့အပြင်တိုက်ပွဲတွေအတွင်းအကြဖတ်စစ်တပ်ရဲ့ဌာနဆိုင်ရာအဆောက်အဦတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့လို့သိရပါဗျ။ဒါအပြင်အကြံဖက်စစ်တပ်ကလည်းပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကို drone နဲ့ဆက်နေချင်း jet fighter နဲ့၉ချင်း၁၂၀မမလက်နက်ကြီးတွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတို့သေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေရှိက နေအိမ်တွေစာတင်ကျောင်းတွေနဲ့ဘာသာရေးဆိုင်ရာအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့စက်တင်ဘာလပိုင်းကလည်းဖပုံ KI မှာအကြမ်းဖက်စစ်တပ်နဲ့ KNL တပ်မှ၅ရုပ်တိုက်ပွဲ113ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကအယောက်20သေဆုံးက39ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြင်တိုက်ပွဲတွေတွင်စစ်တပ်ကအရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုပါလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေရွာလုံးကျိုးဘေးလွတ်ရာထွက်ပြေးသိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တိုင်းစစ်ဌာနတရင်900နဲ့တရင်၈၄နဲ့တရက်ခရံအမတ်တရင်တို့ပူပေါင်းပြီးရူမော့ဖိုက်တာစစ်ကြောင်းအဖြစ်ဖွဲ့စည်းလိုက်တယ်လို့900နဲ့တရင်တောင်တွင်းကြီးတခွဲရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့နိုဘမ်ဘာလ9ရက်နေ့ကဘကိုးရူမော့အတွင်းမှာနေပြည်တော်တိုင်းစစ်ဌာနတရင်အမတ်900နဲ့တရင်အမတ်၈၄နဲ့တရက်ခရံအမတ်တရင်တို့ပူပေါင်းပြီးရူမော့ဖိုက်တာစစ်ကြောင်းအဖြစ်ဖွဲ့စည်းလိုက်တာပါ။ အဲ့လိုဖွဲ့စည်းပြီးရနောက်စစ်ကြောင်းမှုမှန်တင်းတန်းဆင်းပွဲအခမ်းအနားကိုဗကိုးရုံးမှအတွင်းမှရှိတဲ့လွတ်မြောက်နေမီတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ္တရနေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ရှားပါ။